မြန်မာငလင်ကြီးကြောင့်တေဆုံးသူစုစုပေါင်းဟာ3000ကျော်သွားပြီလို့အေဗီလာ3ရက်ကနာဆာကကပြောကြားခဲ့ပါတယ်။ ောက်ဆက်ကပြောရေးဆိုခွင့်ရှိသူရဲ့ထုတ်ပြန်ချက်မှာ385ဦးသေဆုံးသွားတယ်လို့အတည်ပြုထားပြီး341ဦးပြောင်းနေဆဲဖြစ်ကာ4915ဦးထဏ်ရခဲ့တယ်လို့ဆိုပါတယ်။ရေကူစင်းဟာပြင်းအား9.8ရှိစောက်တိန်ကလေးကြီးလှုပ်ခဲ့ပြီးရဲ့နောက်6ရက်ကြာမှရရှိထားတဲ့ဆင်းဖြစ်ပါတယ်။နိုင်ငံ18နိုင်ငံမှကေဆဲရေးနဲ့အကူအညီလှူသောင်းများရရှိလာခဲ့ပြီးထောက်ပံ့ရေးနဲ့ကေဆဲပစ္စည်းတန်ချိန်တထောင်နီးပါးကိုလက်ခံရရှိထားတယ်လို့နောက်ဆက်ကပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စောမင်းထွန်းကပြောကြားခဲ့ပါတယ်။ကျွန်တော်တို့ကရှာဖွေရေးနဲ့ကေဆဲရေးတို့ကိုဆက်လက် က်ဆောင်ရွက်နေပါတယ်။ပြည်ပဆိုင်ရာအတိုင်းဝိုင်းနဲ့အစည်းအဖွဲ့တွေရဲ့ပြင်းပြထန်ထန်ကြိုးပမ်းအထောက်အမှုတွေအတွက်အထူးကျေးဇူးတင်ကြောင်းဖော်ပြလိုပါတယ်လို့၎င်းကထုတ်ပြန်ချက်မှာဆက်လက်ဖော်ပြထားပါတယ်။မြင်းကလေးမဟုတ်ပြူရနေရာနဲ့9မိုင်15ကီလိုမီတာပင်မဝေးတဲ့စကိုင်းမြို့မှာလူရပေါင်းများစွာကအရေးပေါ်ဆန္ဒရိတ်ခါဝင်ခနေတာကိုရပ်ယူရန်တန်းစီနေပါတယ်။ စကမ်းမြို့မှာထိခိုက်ပျက်စီးမှုဟာကျယ်ပြန့်ပြီးအိမ်သုံးလုံးတွေတလုံးပြိုကျတယ်လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောကြားခဲ့ပါတယ်။မတ်လ28ရက်အင်အားပြင်းထန်တဲ့ခုနှစ်သရမခရစ်ပကတိကျူးရှိမြင်းကလင်းလှုပ်သွားခဲ့ပြီးတဲ့နောက်ရပိုင်းအတွင်းမှာမြန်မာနိုင်ငံအလဲပိုင်းမှာကြီးမားဆုံးသောလိုအပ်ချက်များတဲ့တွင်ရွေးလျားဆေးဘက်ဆိုင်ရာအဖွဲ့များနဲ့တန်ရှင်းသောတောက်သုံးရီတို့ပါဝင်နေလို့နိုင်ငံတကာကယ်ဆယ်ရေးကုမ္ပဏီမှတာဝန်ရှိသူတို့ကပြောကြားပါတယ်။လူတွေဟာအပြင်ဘက်မှာအိတ်နေကြပါတယ်။ဆေးရုံတွေဟာ လူတွေပြစ်ကြက်နေပါတယ်အဲ့ဒီမှာနေထိုင်တဲ့လူတွေဟာတန့်ရှင်းတဲ့ရေပြက်လက်တာကိုကြုံတွေ့နေရပါတယ်လို့နိုင်ငံတကာကေဆာရေးကော်မတီမှာမြန်မာနိုင်ငံအတွက်ယာယီနိုင်ငံဒါရိုက်တာမူဟာမရီယက်စ်ကပြောကြားခဲ့ပါတယ်အပြည့်အစင်းများကြားတဲ့တွင်အလောင်းများကိုတူဖော်ခြင်းမပြုရသေးတာကြောင့်တေဆုံးသူရေအတွက်တိုးလာမယ်လို့မျှော်လင့်ရခြင်းနဲ့အတူတေဆုံးသူစုစုပေါင်းဟာ၃000ကျော်သွားပြီလို့ NASA ကရထုတ်ပြန်ချက်အရသိရပါတယ်